အိုဒါဖုန်နီမှာ United ကိုလောင်ပြောင်ခဲ့ကြတဲ့ Liverpool ပရိသတ်များပရိသတ်ကြီးဘောလုံးလောကမှာပြိုင်မဲ့အသင်းတွေကိုလောင်ပြောင်တာဟာထုံးစံတစ်ခုလို့ဖြစ်နေပါပြီ။ဒါပေမဲ့အခုဖြစ်ရတာတော့နည်းနည်းလေးထူးခြားသလိုအံ့ဩစရာလည်းကောင်းပါတယ်။ Manchester မြို့ရဲ့အထင်ကြီးရနေရာတစ်ခုမှာ Liverpool ပရိသတ်တွေကမမျောလင့်ထားတဲ့လောင်ပြောင်မှုတစ်ခုကိုလှုပ်ဆောင်ခဲ့ပါတယ်။ဘာများဖြစ်မလဲဆိုတာကတော့ဆက်လက်ကြည့်ရှုလိုက်ရအောင်ပါ။ပြီးခဲ့တဲ့ရပိုင်းအတွင်းမှာ Manchester United ရဲ့အိမ်ဝင်ဖြစ်တဲ့ Old Trafford နီးမှာအရာမကြောင်ကြောင်ဘုတ်တစ်ခုရုတ်တရက်ထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီကြောင်ကြောင်ဘုတ်မှာရေးသားထားတဲ့စာကတော့ Manchester ရဲ့နိုင်ငံရဲ့အအောင်မြင်ဆုံးဘောလုံးကလပ်အသင်းစီကို38မိုင်မဲ့ဝေးတယ်လို့ဆိုတဲ့စကားပါ။ ဒါဟာလီဗာပူးတင်းရဲ့ပရိသတ်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ The Anfield ကစီစဉ်ပြီးလုံဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။သူတို့ကမန်ယူတင်းကိုသူတို့ရဲ့အောင်မြင်မှုတွေနဲ့ Premier League Champions ကိုရည်ညွှန်းပြီးလောင်ပြောင်ခဲ့တာပါ။ဒီလောက်ရက်ကိုသူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာလည်းတင်ခဲ့ပြီး Manchester တို့ကသတင်းစကားပြီးတော့ငါတို့ဘယ်တော့မှရက်တန်းနေမှာမဟုတ်ဘူးလို့យေတာခဲ့တာကိုတွေ့ရပါတယ်။လီဗာပူးတင်းကနီးပြယာကင်ကလော့နေရာကိုစက္ကန့်ခဲ့တဲ့ Arnie Slot ရဲ့ပထမဆုံးရာသီမှာ Premier League Champions ကိုရယူနိုင်ခဲ့ပါတယ်။ဒီအောင်မြင်မှုကြောင့်သူတို့ဟာ အရင်ကတူတဲ့ဥဆောင်ထားတဲ့ Manchester United ရဲ့ England T20 Champion အကြိမ်၃၀နဲ့တူညီသွားခဲ့ပါတယ်။ဒါဟာ England ဘောလုံးသမိုင်းမှာဘယ်အသင်းကအဓိကဖလားတွေကိုပိုရထားလဲဆိုတဲ့ညင်ပွားဖို့ရာကိုပုံမကြီးထွားစေခဲ့ပါတယ်။ချိုပိတ်တက်တွေကတော့ Liverpool ကနိုင်ငယ်တားတယ်လို့ဆိုကြပြီးတချို့ကတော့ဖလားကြီးတွေ68လုံးနဲ့တူညီတယ်လို့ပြောကြပါတယ်။ Community တိုင်းဖလားကိုအဓိကဖလားဖြစ်သတ်မှတ်တင်တယ်လားဆိုတဲ့ညင်ခုံတွေလည်းရှိနေသေးပါ။တစ်ဖက်မှာတော့ Manchester United အသင်းဟာ ူရဲ့တမိုင်းတစ်ချောင်းဆိုးရွားဆုံးပရီးမီးယားလိရာဒီကိုဖျက်တမ်းနေရပါတယ်။လက်ရှိမှာ66နေရာမှာရက်တည်နေပြီးရာဒီကုံမို့တော့နှစ်ပွဲသာကျန်ပါတော့တယ်။သူတို့ကဒီရာဒီမှာ69နှစ်ပွဲအထိရှုံးနေထားပြီးအမှန်ရရှိမှုကလည်းလီဗာပူးနဲ့49နှစ်မှတ်အထိကွာဟနေပါတယ်။ ကိုကွာချချမှာလေလီဗာပူးရဲ့46ဂိုးနဲ့နိုင်ရှင်ရင်79ဂိုးသာရှိတာကြောင့်နှစ်သင်းရဲ့ခြေကျွမ်းကွာဟာမှုဟာတိတာလုံးနေပါတယ်။ဒါကြောင့်လေလီဗာပူးပရိသတ်တွေအနေနဲ့ဒီလိုလောင်ပြောင်မှုဟာမန်ယူပရိသတ်တွေအတွက်နာကျင်စရာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။အောက်စရာကောင်းလာအောင်မြေတွင်းမှာရုန်းကန်နေရပါမယ်။မန်ချက်စတာယူနိုက်တက်အသင်းမှာဒီယာဒီမှာအဓိကဖလားတလုံးရယူနိုင်မှုနဲ့ချန်ပီယံလိဂ်ကိုဝင်ခွင့်ရဖို့ခွင့်ရအနေငယ်တော့ကြမ်းရှိနေပါသေးတယ်။နေပြရူပေအာမော်ရင်ရဲ့အသင်းဟာယူရိုပါလိမှာတောက်ပတဲ့ခြေကျွမ်းတွေကိုပြသခဲ့ပြီးဘိုလ်လူပွဲကိုတက်ရောက်ထားပါတယ်။ဘိုလ်လူပွဲမှာသူတို့ကပရီးမီးယားလိဂ်မှာရုန်းကန်နေရတဲ့ဒေါ်တရန်ဟော့စပါနဲ့ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ဒီဘလောက်ကိုရယူနိုင်မယ်ဆိုရင်တော့ မယူနိုက်တက်အနေနဲ့ဒီအစီမှာဆိုးရွားမှုတွေကိုအနည်းငယ်ပြန်လည်ကုစားနိုင်မှာဖြစ်ပါတယ်လီဗာပူးပရိသတ်တွေရဲ့ဒီလိုရဲတင်းတဲ့လောင်ပြောင်မှုတွေပေါ်မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဘယ်လိုတုံ့ပြန်ကြမလဲဆိုတာကတော့စိတ်ဝင်စားစရာပဲဖြစ်ပါတယ်ဒီမှာယူနိုက်တက်ရဲ့အမားကိုချက်ပြတ်တယ်